မိမတယောက်ရဲ့တံမိုးဆိုတာကရုပ်ရည်မဟုတ်ဘူးအရှက်နဲ့တိတ်ခါကိုအသက်ထက်တံမိုးထားတာဟုဆိုလိုတာပါတံမိုးကြီးတဲ့ပစ္စည်းကိုလူတိုင်းကလိုချင်ပေမဲ့လူတိုင်းကဝယ်မသုံးနိုင်ပါဘူးဒီလိုပါပဲအယမ်းလျှော့လှပလွန်းတဲ့မိကလေးတယောက်လူတိုင်းကလိုက်စာချင်ပေမဲ့အချက်တိတ်ခါရှိတဲ့မိမကောင်ဖြစ်နေရင်လူတိုင်းကလိုက်မစရဲတော့ပါဘူးဈေးပေါ်တဲ့ပစ္စည်းဆိုတာလှလှမလှလှအတုံးခံသည်ဖြစ်စီမခံသည်ဖြစ်စီ လက်တလောအစဉ်ပြေဖို့အတွက်လူတိုင်းကမနစ်သက်ကြပြီမေလူတိုင်းကဝယ်သုံးနိုင်တဲ့ဈေးနှုန်းဖြစ်နေလို့လူတန်းစားမရွေးဝယ်သုံးလီရှိပါတယ်ထို့သူဈေးပေါ်တဲ့မိန်းမဆိုတာရုပ်လာနေမှာမဟုတ်ပါဘူးမိန်းမကောင်းတယောက်ရဲ့အင်္ဂါရက်နဲ့မညီဘဲနဲ့လူတိုင်းစရဲတဲ့အနေအထားမျိုးဆိုရင်တော့လူတန်းစားမရွေးအနာကို လာခက်ကြမှာပါပဲတကယ်တော့လူတန်းစားအရွယ်မရွေးအိမ်နောင်တွေကအစာလိုက်စရဲတယ်ဆိုတာဂုံယူစရာမဟုတ်ပါဘူး ကိုကအပေါ်စားဆန်လို့လူတကာလိုက်စရဲတာပါဒါကြောင့်မလို့လူတန်းစားအရွယ်မရွေးအနာကပ်ခံနေရပြီဆိုရင်တော့ငါအရန်ရှောလွန်းနေလို့လားအဲ့လိုတွေးမယ်စားငါအပေါ်စားဆန်နေလားလို့အရင်တွေးကြည့်ပါလူတကာကရှင်းကပ်ရဲတဲ့မိမဖြစ်နေဖို့ထက်လူတကာကမရှင်းကပ်ရဲတဲ့မိမတန်မိုးရှိတဲ့မိမဖြစ်နေဖို့လိုပါတယ်